အေရီတိုင်းလေးမျက်နှာမျိုးနယ်ပိန်အင်းကျေးရွာအုပ်စုမှာကြံခိုင်ပါတီကနေရွေးကောက်ပွဲဝင်မဲ့လက်ရှိပြည်ထောင်စုဒူးဝင်ကြီးဆိုသူမဲဆွယ်ဟောပြောပွဲကိုတိန်တယောက်တက်ရောက်ရတယ်လို့သတင်းရရှိပါရယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြင့်ဝင်ရောက်ရွေးခံမဲ့တမဝရမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနဒူးဝင်ကြီးဦးမြင့်စိုးဆိုသူရဲ့မဲဆွယ်စီယုံရေးဟောပြောပွဲကိုနိုဝင်ဘာ10ရက်နေ့ကပြုလုပ်ခဲ့ပြီးကျေးရွာအုပ်ချုပ်ရေးကပြည်သူတွေကိုဖိအားပေးတက်ခိုင်းနေတာဖြစ်ပါရယ် ရိုင်းမှုတွေကတိုင်တယောက်အနည်းဆုံးတက်ရမယ်။မတက်တဲ့အိမ်ပြီးသူစစ်ဖွဲ့ရင်ပါရမယ်ဆိုတော့သွားနာထောင်ရတာပဲလို့ဒေသခံတူက ARD Times ကိုပြောပါရယ်။စစ်ကောမရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း၁ကိုလာမယ့်ဒီဇင်ဘာမှာပြုလုပ်မှာဖြစ်ပြီး ARD တိုင်းကရှင်းမြုံနယ်ပါဝင်ပါရယ်။လက်ရှိဝင်ကြီးတွေစစ်ဘိုလ်ချုပ်တွေပါဝင်တဲ့ကြံ့ခိုင်ရေးပါတီကအုပ်ချုပ်ရေးဖွဲ့တွေနဲ့ပူးပေါင်းပြီးပြားပေးမဲဆွယ်မှုတွေရှိနေတယ်လို့ဒေသခံတွေစီကသိရှိရပါတယ်